အဲစောင်းဟောက်အရင်တော့ကတော့ပြက်တာမျိုးရှိတာပေါ့နော်တခါရရင်ဆယ်ရက်ဒိတ်ထန်ဆိုပြီးတော့အာ၈ရက်လုံးနဲ့ပြက်သွားတာမျိုးတွေလည်းရှိတယ်အဲဒါမဲ့အခုနောက်ပိုင်းတော့တတိကျချာလေးပို့လို့ဖြစ်ပါတယ်ပြီးတော့ကိုလုံးနိုင်တဲ့ပမာဏပေါ့နော်အရင်ဟိုကိုမလုံးနိုင်တာကြီးကိုလေအတင်းအကျပ်ကြီး focus လုပ်ပြီးတော့လုပ်တာမျိုးမဟုတ်ဘူးတချို့ကျတော့လေဒီတရက်ထဲမှာရင်တမုတ်တွေအခောက်တစ်ထောင်ယူမယ်ယူနိုင်ရဆိုလည်းယူနိုင်တယ်ဒါပေမဲ့တချို့ကျတော့လေအလုံးရှိမယူနိုင်တာမျိုးရှိတယ်အဲ့လိုမျိုးပေါ့အထိတ်ထန်ကျတော့လေကိုလုံးနိုင်လုံးနိုင်တဲ့လောက်လေးပဲဟိုပုံမှန်လေးပေါ့နော်တချို့ကျတော့ ပေးချင်ဆိုတော့လည်းဘူးဘူးအဲ့လိုမျိုးကြတော့လည်းမဟုတ်သေးဘူးလို့စောင်းထင်တယ်ပေါ့နော်အဲစောင်းကတော့ပိ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 တတလေးနဲ့ဟိုတတိချာချာလေးကိုယ်စိတ်ထဲလဲဆွဲရမယ်ဟိုကိုလည်းနိုင်ရမယ်ပေါ့နော်ဒီအဓိဋ္ဌာန်လေးကိုဟိုကိုလုံးနိုင်တဲ့ပမာဏလေးလောက်ပဲလုပ်ပါတယ်အခုနောက်ပိုင်းပေါ့နော်ဟုတ်အဓိကခုနစောင်းပြောသလိုပဲပေါ့နော်အကိုလုံးနိုင်တဲ့လောက်ပေါ့ကိုလုံးရှင်တဲ့စိတ်အဲပြီးတော့ဘယ်လိုပြောမလဲစောင်းလဲ ငငယ်တုန်းကဆိုရင်အဲ့လိုမျိုးလှုပ်ရှင်တဲ့စိတ်မရှိခဲ့ဘူးလေအာအခုကြီးလာတော့လေသူ့အသက်ရွယ်သူ့အပိုင်းချားနေသူ့လှုပ်ရှင်တဲ့စိတ်ကပေါ်လာတာပဲအဲ့ဘသူ့ကိုတော့ဒါလှုပ်ပါဒါတော့ဟုတ်တယ်ဒါတော့မှန်တယ်ဆိုတော့ဘယ်ဟာမှမှန်တယ်မှားတယ်ဆိုတာလည်းစောင်းလို့လည်းမသိဘူးကိုယုံကြည်တာကိုလှုပ်ကြတာပဲစောင်းလဲကိုယုံကြည်တာကိုလှုပ်တယ်အဲကို့အသက်အပိုင်းချားမှာအာဒီအရွယ်နဲ့ဒီဟာလှုပ်တယ်ပေါ့ငငယ်တုန်းကခလေးစိတ်နဲ့ဆိုတော့တယောက်ကလာလှုပ်လို့ပြောရင်လည်းလှုပ်ရှင်မှလှုပ်တာအဲ့လိုလဲဆိုရင်မလှုပ်ရှင်တဲ့စိတ်ကပိုများပါလေအဲ့တော့ဟိုဘသူကတော့ အဲ့လို focus ဆိုတာအဆောင်မှသူသမ ्या ကိုလည်းမပြောဘူးကိုလုတ်တဲ့ဟာကိုတော့ကိုဘာလုတ်တယ်လာမေးရင်ပေါ့နော်မေးရင်တော့ကိုလေးကကိုအဆောင်ကတော့ဒါလေးလုတ်ပါတယ်အဲ့လိုမျိုးပေါ့နော်ကိုလည်းဟိုဝင်များဖြစ်တာပေါ့နော်ကိုရဲ့ကုသိုလ်လေးဝင်များဖြစ်တာပေါ့လို့ပါပါ မယ်ဆိုတာကကြတော့ဆောင်းတို့ဒီရွှေတကုံဖျားမာတော့ကလည်းရွှေတကုံဖျားရွှေသင်္ကန်းကတ်တော့အော်ဆောင်းတို့လှုပ်ပြစ်တယ်ပေါ့နော်လှုပ်ပြစ်တော့ဆောင်းအဲ့ဒီရွှေတကုံဖျားကိုအာမြင်တဲ့အချိန်တိုင်းဖူးမြော်ရတဲ့အချိန်တိုင်းမှာအော်ငါလှူခဲ့တဲ့ရွှေပြားလေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီကပီတိပေါ့အဲအဲ့ဒီကကုသိုလ်လေးတွေကိုခံစားရတယ်အခုဒီဒါကြိုက်ကဆန်ဖျားမှာလည်းဒါနောက်ကျရင်ဒီရွှေသင်္ကန်းကတ်မယ်ပေါ့နော်အဲ့ကျရင်လည်းစောင်းတော့အဲကိုနိုင်တလောက်လှူမယ်ပေါ့အဲ့လိုလေးတော့ရည်စူးထားပါတယ်ဟုတ် အဲစပြီးပြုလုပ်ခဲ့တာကတော့စောင်းပြီမှာပေါ့နော်အဲပြီကရွှေစံတော်ဖရားပေါ်မှာ အောင်မြေတစ်ခုအောင်မြေတစ်ခုပေါ့နော်အဲဘဘောအောင်မြေတစ်ခုကိုစောင်းစပြီးတော့ပြုပြင်လိုက်တယ်အဲတော့ဘလို့စိတ်ခံစားချက်လဲဆိုတော့အာတချို့စောင်းလို့အဲ့လိုစင်းနူတော်လေးတွေကြီးလိုက်မယ်ဆိုရင်အာမျက်နှာတော်တွေကဒါရေဟိုရေချောင်းနောက်ပြီးလေချောင်းပေါ့နော်ပျက်စီးနေရအများကြီးပဲရှိတယ်အဲ့တော့ကိုကအာဘယ်လိုပြောမလဲ ကိုစိတ်ထဲမှာအရန်ပြပြင်နေတာပေါ့နော်အဲဒါလေးတွေကိုပြန်ပြီးပြပြင်လိုက်ရင်ဖခင်လေးကဟိုအစ်စ်လေးတို့ပြင်ဖြစ်သွားတာကိုသဘောကျအဲသဘောကျလို့ခေါ်တော့မဟုတ်ဟောပီတီဖြစ်ရတယ်ပေါ့နော်ပိုလဲဝမ်းသာရရဲအဲ့တော့ဆောင်းကအာအဲ့လိုမျိုးဖះစင်းလူတော်လေးတွေဖះဟိုဇေဒီတွေတွေ့ဟိုပျက်စီးနေတာတွေတွေ့ကိုနိုင်နိုင်တလောက်တော့ပြုတ်ပြင်ဖို့အခု စတိုက်ပေါ့နော်ဒီထဲမှာလည်းထက်လို့အောင်ပါအခုသုံးစုအဖျားရုပ်ရုပ်အဆင်းတို့တော့သုံးစုကိုအပြပြမိုးမှန်ထားတယ်ရောင်းတော့ဖွင့်ထားတယ်ပေါ့အဲတခြားလိုအပ်တဲ့ဖျားလေးတွေနောက်တခြားနေရာလေးတွေမှာလည်းစောင်းဒါလေးတွေလောက်ထားရှိပါတယ်ဟုတ်မိမေတို့ကလည်းမိမေတို့ရဲ့ဟိုသူတို့ကိုကိုွယ်တယ်သူတို့ရဲ့စိတ်ခံစားချက်ပေါ့နော်အဲတခုရှိတာကကျတော့မိမေတို့နဲ့စောင်းလို့နဲ့ကျတော့တိတ်မတူစောင်းကြတော့အာဘယ်လိုပြောမလဲဆိုတော့ မေမေတို့ကစတူပုံမိကောက်ကိုးခဲ့တာအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုတရားတော်တွေရှိသေးတယ်သူတို့မှကြတော့လေဟိုဗုဒ္ဓဘာသာမှာလည်းဟိုတချို့ကြတော့လည်းဟိုဘယ်လိုပြောမလဲတရားထိုင်တာအဲ့လိုမျိုးအဲ့အဲ့ဒါကိုအာသန်နာတို့ရှိတယ်အဆောင်ကြတော့လည်းကိုတလိုင်းနဲ့ကိုအဆောင်ကကြတော့အာဘာလဲအဲ့လိုမျိုးရွဖက်တရစေရတာအဓိဋ္ဌာန်လုံးရတာကြိုက်တယ်အဆောင်ကကြတော့တရားမထိုင်နိုင်ဘူးဆောင်တရားမထိုင်နိုင်ဘူး။အော်မေမေတို့ကျတော့တရားနာတယ်တရားထိုင်တယ်။အဲဆောင်းဝါကျတော့တရားမထိုင်နိုင်ဘူးဟုတ် အဲ့လိုမျိုးလေးပေါ့တရားလို့ရကတော့မတူဘူးပေါ့နော်ဟုတ်ဆောင်းကအဓိဋ္ဌာန်လောက်ရတာအဲအဓိဋ္ဌာန်လောက်တဲ့ဆိုတာကလေတခုခုကိုလိုချင်လို့လောက်တာမျိုးမဟုတ်ဘူးအာဆောင်းကဟိုဘယ်လိုပြောမလဲဆိုတော့အဓိဋ္ဌာန်တခုခုအောင်မြင်သွားပြီဆိုရင်ဒါကငါလုံးနိုင်တယ်ပေါ့ဒါကကြော်ဖြတ်နိုင်တယ်အဲ့လိုအဲ့လိုမျိုးစိတ်ခံစားချက်လည်းရှိတယ်အဲပြီးတော့အဓိဋ္ဌာန်လောက်ရတာကိုလည်းပို့ပြီးတော့သဘောကျတယ်အဲဆောင်းကအရင်တုန်းကတော့ပြက်တာမျိုးရှိတာပေါ့နော်တစ်ခါကျရင်၁၀ရက်အဓိဋ္ဌာန်ဆိုပြီးတော့အာ၈ရက်လုံးနဲ့ပြက်သွားတာမျိုးတွေလည်းရှိတယ် အဲဒါပေမဲ့အခုနောက်ပိုင်းတော့တိတိကျကျလေးပို့လို့ဖြစ်ပါတယ်ပြီးတော့ကိုလုံးနိုင်တဲ့ပမာဏပေါ့နော်အရင်ဟိုကိုမလုံးနိုင်နိုင်ကြီးကိုလေအတင်းအကျပ်ကြီး focus လုပ်ပြီးတော့လုတာမျိုးမဟုတ်ဘူးတချို့ကျတော့လေဒီတရက်ထဲမှာရင်တမုတ်တွေအခေါက်တစ်ထောင်ယူမယ်ယူနိုင်တယ်ဆိုလည်းယူနိုင်တယ်ဒါပေမဲ့တချို့ကျတော့လေအလုံးရှိမယူနိုင်တာမျိုးရှိတယ်အဲ့လိုမျိုးပေါ့အထိတ်ထန်ကျတော့လေကိုလုံးနိုင်လုံးနိုင်တဲ့လောက်လေးပဲဟိုပုံမှန်လေးပေါ့နော်တချို့ကျတော့ ပေးချင်ဆိုတော့လည်းအဲ့လိုမျိုးကြတော့လည်းမဟုတ်သေးဘူးလို့စောင်းထင်တယ်ပေါ့နော်အဲစောင်းကတော့ပိ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 တတလေးနဲ့ဟိုတတိချာလေးကိုယ်စိတ်ထဲလဲဆွဲရမယ်ဟိုကိုလည်းနိုင်ရမယ်ပေါ့နော်ဒီအဓိဋ္ဌာန်လေးကိုဟိုကိုလုံးနိုင်တဲ့ပမာဏလေးလောက်ပဲလုပ်ပါတယ်အခုနောက်ပိုင်းပေါ့နော်ဟုတ်ဆောင်ကဒီပေါ့နော်နှစ်နဲ့ချီပြီနှစ်နှစ်လောက်တော့ရှိပြီထင်တယ်ဆောင်နေတိုင်းအဲနေတိုင်းတရဏံကုံကိုအဲကိုပရိကိုပဲစိတ်တယ်အဲနေတိုင်းစိတ်တယ်အာနောက်ပြီးတော့ကျတော့တန်ပုတ်တွေကို တပတ်စိတ်တယ်အာမြစ်တာတုတ်ကို၁၁ခေါက်ရွတ်တယ်အနေတိုင်းလောက်တာနေတိုင်းအထိတ်ထက်အနှစ်နှစ်လောက်ရှိပြီဟုတ်အဓိကခုနဆောင်းပြောသလိုပဲပေါ့နော်အကိုလုံးနိုင်တလောက်ပေါ့ကိုလုံးရှင်တဲ့စိတ်အဲပြီးတော့ဘယ်လိုပြောမလဲဆောင်းလဲ ငငယ်တုန်းကဆိုရင်အဲ့လိုမျိုးလှုပ်ရှင်တဲ့စိတ်မရှိခဲ့ဘူးလေအာအခုကြီးလာတော့လေသူ့အသက်ရွယ်သူ့အပိုင်းခြားနေသူလှုပ်ရှင်တဲ့စိတ်ကပေါ်လာတာပဲအဲ့တော့ဘသူ့ကိုတော့ဒါလှုပ်ပါဒါတော့ဟုတ်တယ်ဒါတော့မှန်တယ်ဆိုတော့ဘယ်ဟာမှမှန်တယ်မှားတယ်ဆိုတာလည်းစောင်းလို့လည်းမသိဘူးကိုယုံကြည်ရကိုလှုပ်ကြရပဲစောင်းလဲကိုယုံကြည်ရကိုလှုပ်တယ်အဲကို့အသက်အပိုင်းခြားမှာအာဒီအရွယ်နဲ့ဒီဟာလှုပ်တယ်ပေါ့ငငယ်တုန်းကခလေးစိတ်နဲ့ဆိုရင်တယောက်ကလာလှုပ်လို့ပြောရင်လည်းလှုပ်ချင်မှလှုပ်တာအဲ့လိုလဲဆိုရင်မလှုပ်ရှင်တဲ့စိတ်ကပုံများပါလေအဲ့တော့ဟိုဘသူကတော့ အဲ့လို focus ဆိုတာအဆောင်မှသူသမ ्याओं လည်းမပြောဘူးကိုလောက်တဲ့ဟာကိုတော့ကိုဘာလောက်တယ်လာမေးရင်ပေါ့နော်မေးရင်တော့ကိုလေးကကိုအဆောင်ကတော့ဒါလေးလောက်ပါတယ်အဲ့လိုမျိုးပေါ့နော်ကိုလည်းဟို ဝင်များဖြစ်တာပေါ့နော်ကိုယ့်ရဲ့ကုသိုလ်လေးဝင်များဖြစ်တာပေါ့လို့ပါပဲဟုတ်အဲအဲ့ဒါလေခုနပြောသလိုအသက်ရပိုင်းခြားပါပဲဟိုသူ့ရွယ်နေသူပေါ့နော်အာငငယ်တုန်းကစိုးခဲ့တယ်အခုလိမ့်ပါတယ်အဲငငယ်တုန်းကလိမ့်ပါပြီအခုစိုးရင်ပိုတိုခွာရောက်သွားမယ်လို့စောင့်ထင်တယ်ပေါ့နော်အဲသူ့အသက်ရနေသူစိုးတဲ့အချိန်မှာစိုးရမယ်လိမ့်ပါတဲ့အချိန်မှာလိမ့်ပါမယ်အဓိကတော့တက်တာလုံးစိုးတန်းနေတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အသက်ပိုင်းခြားမှာသူလုံးနိုင်တဲ့ပမာဏကိုကိုက ကိုကိုကိုအတိညာပြန်ခေါ်ရမှာပေါ့နော်အာငါမှားနေတယ်အဲ့မှားတဲ့ဟာတွေမှာပဲအဲ့လိုဇတိုက်မျိုး ရှိနေရမျိုးမဟုတ်ခဲနဲ့အာဒီချိန်မှာတော့ငါတော့ဒါမှားနေပြီငါဒါပြုတ်ပြင်ရမယ်အဲ့လိုမျိုးအတွေးလေးတွေနဲ့ကိုကိုကိုပြန်ပြီးထိန်းချုပ်အောင်မှာပေါ့နော်အဲ့အဲ့လိုတော့အဆောင်ထင်ပါတယ်ဟုတ်